်မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုံမြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရွေးကောက်ပွဲအလွန်မှာအာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မြကြီးမင်းအောင်လိုင်းဟာသမရယာရုနေရာကိုယူမလာဒါမှမဟုတ်ကာဝေးဦးစည်းချုပ်ယာရုကိုပဲဆက်ယူထားမလားဆိုရာရည်နဲ့ပတ်သက်ပြီးလေးလာသူတွေကြားမှာအမြင်မျိုးမျိုးရှိနေပါတယ်ဒီအကြောင်းကိုတော့အောင်သူကစူးစီးနှက်ဆက်ပေးထားပါတယ်ရှင်ကာဝေးဦးစည်းချုပ်ယာရုနေရာကိုဆက်ယူဖို့တတန်းလွန်နေတဲ့အာနာသိန်းစစ်ကောင်ဆောင်ဟာတချို့ယာရုကိုစွန့်ပြီ စစ်ကောင်မရှင်ကလုံးမဲ့ရွေးကောက်ပွဲအပြီးမှာနိုင်ငံတော်သမ္မတဆိုတဲ့ယာရုကိုရယူသွားနိုင်ခြင်းရှိနေတယ်လို့စစ်ရေးနိုင်ငံရေးအကဲခတ်တချို့ကသုံးသပ်ပါတယ်။တချို့သောအကဲခတ်တွေကတော့စစ်ရသွေးမှုတွေကြောင့်နိုင်ငံတကာကဖန်ဝန်းထုတ်ခံထားရတဲ့စစ်ကောင်ဆောင်ဟာတက်ချုပ်ယာရုနေရာမှာပဲရှိနေတာကပိုပြီးလုံခြုံစေနိုင်တယ်လို့ဆိုပါတယ်။အရာသိမှုကိုစန့်ကျင်ကြတဲ့တော်လိုင်းအင်အားစုတွေနဲ့စစ်တပ်ထဲကနေထွက်ခွာလာကြတဲ့ CDM အရာရှိတွေကတော့ ဗိုလ်ချုပ်မှုကြီးမယောင်လိုင်ဟာတမရရာဓုကိုခုံမင်တာကြောင့်2020ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ NLD ပါတီကိုအာဏာမပေးဘဲအာဏာသိမ်းခဲ့တာဖြစ်ပြီးလက်ရှိမှာလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ကာယာယီတမရရာဓုကိုရယူထားတာလို့မှတ်ချက်ပြုကြပါတယ်။ဒီဘူဘီသတင်းဌာနကအတည်ပြုချက်မရရှိခဲ့ပေမဲ့အွန်လိုင်းစာမျက်နှာတွေပေါ်မှာထပ်ပေါ်လာတဲ့သတင်းတွေအရအာဏာသိမ်းစစ်ကောင်စော်ဟာဒုတိယဗိုလ်ချုပ်ကြီးတွေအပါအဝင် တမှုတတအယောက်900နီးပါးကိုစစ်တပ်တပိုင်းအရဲသားတပိုင်းနဲ့ဖွဲ့စည်းထားတဲ့ပြည်တော်စုစက်ခိုင်းနဲ့ဖွံ့ဖြိုးရေးပါတီစီကိုကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြဖို့စေလွှတ်လိုက်တယ်လို့လည်းဆိုပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းစစ်ကောင်းဆောင်ရဲ့ဖြည့်ရှင်းကင်တွယ်ပုံတွေကိုစက်ခိုင်းရေးပါတီအတွင်းမှာဝေဖန်မှုတွေရှိခဲ့တာကြောင့်ဥက္ကဋ္ဌရာထူးအပြောင်းလဲကိုစစ်ကောင်းဆောင်ကလှုပ်ဆောင်စေခဲ့တာတွေရှိတဲ့အတွက်အဲ့ဒီသတင်းသာအမှန်ကန်ဖြစ်ခဲ့ရင် ကျန်းခါရေးပါတီအတွင်းမှာထိတ်တိုက်တွေ့နိုင်တဲ့အာဏာလွန်ဆွဲပွဲတွေထက်ဖြစ်လာနိုင်တယ်လို့အမည်မဖော်လိုတဲ့နိုင်ငံရေးအကြက်ခက်တူကမှတ်ချက်ပြုပါတယ်။ဒါဟာ2020နောက်ပိုင်းပမာဏများပြားတဲ့အပြောင်းအရွှေ့ဖြစ်ပြီးအာဏာသိမ်းစစ်ကောင်ဆောင်ကလက်ရှိကြုံတွေ့နေရတဲ့စီးရေးနိုင်ငံရေးနဲ့နိုင်ငံကအကျယ်အသဲတွေကိုဖြည့်ရှင်းဖို့အပြောင်းအလဲတစ်ခုကိုပုံဖော်နေတာကြောင့်သမရရာဓုကိုရယူသွားနိုင်ခြင်းရှိတယ်လို့ ရှမ်းပြည်မျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကသုံးသပ်ပါတယ်။ကာကွယ်ရေးစည်းကမ်းတယောက်ကအခုဒီမထောက်ချက်ရှိကဥလိရရောလုတ်ပိုင်ခွင့်ကတော်တော်များများကိုရှိထားတဲ့ခါကျတော့အဲ့မှာပဲနေမလားကျွန်တော်ကာကွယ်ရေးစည်းကမ်းမှာဆက်နေမယ်ဆိုရင်တော့သူကပိုလို့လုံချုံမလားအခုတမနာလုတ်မယ်ဆိုတော့ငါးနှစ်သက်သားမှာဟိုဘက်သက်သားကသူပြိုင်မယ်ဆက်ဆံနိုင်မလားအဲ့ဒါလေးကိုကျွန်တော်တို့စဉ်းစားကြတာပေါ့ကျွန်တော်တို့စဉ်းစားကြတဲ့အခါကျတော့အပြေတော့မထွက်သေးဘူးဒါပေမဲ့ကာကွယ်ရေးစည်းကမ်းမှာနေဖို့များတယ်ဆိုတော့ကျွန်တော်တို့ စီလီစီလီပေါ်လေးပေါ်တော့အဲ့ဘက်ကတော့ပြောတာများတယ်ပါလေကျွန်တော်အမြင်ကတော့ဒီတမ်လာလုတ်လိုက်မယ်တမ်လာတဲ့တန်းကို20လောက်ကင်လိုက်ရင်တော့ပွားလို့ပွားမယ်ဆိုတော့ဆိုတော့ကျွန်တော်နည်းနည်းလေးတော့မြင်လာပါတော့ကျွန်တော်ဒုတိယအမြင်မှာအာရသိစကောင်းဆောင်အတွက်တမ်လာနေရာကိုရဖို့ဆိုတာဟာဖလုတ်တော်ထဲမှာရှိနေတဲ့တမတော်သား25ရာခိုင်နှုန်းရဲ့အင်အားနဲ့မလုံလောက်ပါဘူးအနိုင်ရပါတီတွေကကိုယ်စားလှယ်တွေရဲ့ထောက်ခံမဲ့ထက်ဝက်နှီးပါးကိုပါရရှိမှာစစ်တကတင်တဲ့ဒုတမတော်လောင်းကနေ့ တမရဖြစ်လာနိုင်မှာပါလက်ရှိကျင့်သုံးမဲ့ရွေးကောက်ပွဲစနစ်ဟာစံခံရေးပါတီအတွက်မဲအရေးအတွက်အများအပြားရရှိအောင်ဖန်တီးထားတာကြောင့်အဲ့ဒီပါတီကနေအာဏာသိမ်းစစ်ခေါင်းဆောင်ဟာတမရဖြစ်နိုင်ဖို့လိုအပ်တဲ့မဲအရေးအတွက်ကိုတက်ကနေပြောင်းရှိသွားကြတဲ့စံခံရေးပါတီကိုယ်စားလှယ်လောင်းတွေစီကရရှိအောင်ဆောင်ရွက်တာလို့နိုင်ငံရေးလှလာတုံးသက်သူဦးရှိန်ထွန်းကထောက်ပြပါတယ်ဒါပေမဲ့ အနာသိစခေါင်းဆောင်ရဲ့လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေဟာတမရရာသူရယူယုံနဲ့ပြည်လဲမှာမဟုတ်တာကြောင့်စီရေးနိုင်ငံရေးအားလုံးကိုကြီးကြပ်ကုကွဲနိုင်တဲ့ရာသူနေရာကိုဖန်တီးပြီးရယူနိုင်ခြင်းရှိတယ်လို့လည်းဆိုပါတယ် စမြန်နာစိတ်ကိုသူလည်းရေးဆဆနေရင်းနေလို့သူပြောထားတဲ့စကားရှိတယ်။အိုးဒီစကားအဲ့ပြန်ကောင်းဖို့မယ်ဆိုလို့ရှိရင်သူအရေးတခုကိုတော့သူခံပြီးပုံဖော်တယ်လို့တုံးတယ်ရတယ်။ဒါတော့များများကအာအမရဖြစ်နေလို့တွက်ချက်ကြတယ်ပေါ့။ဒီကျွန်တော်အမြင်အရကတော့နိုင်ငံကြီးဥဆောင်ကော်မတီတုတ်ပြီးမဟုတ်ဘူးစစ်ကော်မရှင်ကိုပဲသူဥဆောင်ကော်မတီ ဘုံမျိုးထားပြီးတော့စီရင်နိုင်ငံယူတွဲပြီးတော့မှကစားလို့ရတယ်အမိထားမျိုးကိုပဲပို့ပြီးပုံဖော်မလို့တော့ကျွန်တော်ဖက်ကသုံးတပ်ပဲဘာလို့လဲဆိုပြောလို့ရှိရင်စစ်ဦးဆောင်ကော်မတီလိုမျိုးဟိုပြန်ဖွဲ့ပြီးတော့မှဒီခံထားရတာကဘုရားရှိချုပ်ဒီကော်မတီရဲ့ကော်မတီ member အနေနဲ့ပြန်ထားပြီးတော့မှသူကအဲ့ဒီကော်မတီဥက္ကဋ္ဌအမည်နဲ့သူကတာဝန်ယူလို့ရှိရင်ရှိရေးရောနိုင်ငံရေးကိုတွဲကစားနိုင်တဲ့အခင်းချင်းမျိုး ဒီပို့ပြီးတော့မှဟိုရှင်းလန်းလန်းနေလို့ရှင်းလန်းလန်းနေတယ်လို့ပဲကျွန်တော်ဖက်ကတော့သုံးသပ်ပါတယ်အမိမဖော်လို့တဲ့တမတော်အရာရှိဟောင်းတယောက်ကတော့အနာသိန်းစကောင်းဆောင်ဟာကာကွယ်ဦးစီးချုပ်နေရာကိုလက်မလွတ်ချင်တာကြောင့်ကကနာကောင်စီလို့ခေါ်တဲ့ကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာကို အမျိုးမျိုးထုတ်ပြန်ပြီးကာကွယ်ရေးဦးစီးချုပ်နေရာကိုဆက်လက်ရယူခဲ့တယ်လို့ပြောပါရယ်1984ခုနှစ်ကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာ ဆစ်မြင်းဆောင်83အရာပြည်내ဝင်ရရှိဖြစ်ခန့်ခြင်းခံရတဲ့သူတွေဟာတပ်မတော်မှာတာဝန်ထမ်းဆောင်ဖို့လိုအပ်တဲ့ကာလပတ်လုံးအသက်အကန့်အသတ်မရှိထမ်းဆောင်နိုင်တယ်ဆိုတဲ့ဖော်ပြထားမှုကိုအနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကလေးမြင်းဆောင်2014ကိုထုတ်ပြန်ပြီးကာကွယ်ရေးဦးစီးချုပ်ရဲ့တက်တန်းဟာအသက်အကန့်အသတ်မရှိတာကြောင့်ကာကွယ်ရေးဦးစီးချုပ်ရဲ့တက်တန်းကို65နှစ်လို့ပြင်ဆင်ခဲ့ပါတယ် ဒါပေမဲ့အာနာသိန်းစစ်ကောင်းဆောင်ဟာသူ့ရဲ့တန်း65နှစ်ပြည့်လာတဲ့အခါမှာတော့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေလိုတက်တော်ရှင်စစ်ကောင်းဆောင်ယာရုကိုရယူဖို့အတွက်တင့်မြင့်ဆောင်2023ကိုထုတ်ပြန်ပြီးဗိုလ်ချုပ်မူကြီးနဲ့ဒုတိယဗိုလ်ချုပ်မူကြီးတွေကလွဲပြီးကြံပြန့်နှံ့ဝင်အရာရှိတွေကတော့နှစ်အကန့်အသတ်နဲ့သာစစ်တပ်မှတာဝန်ထမ်းဆောင်ခွင့်ရှိတယ်လို့ပြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။လက်ရှိချိန်ထိအာနာသိန်းစစ်ကောင်းဆောင်ဟာ စစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းယာတို့ကိုလည်းလွှဲပြောင်းပေးရခြင်းမရှိသလို2020အနိုင်ရအန်ဒီပါတီကိုလည်းအာဏာမပေးခဲ့ပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ကာစစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးနိုင်ငံတော်ယာယီသမ္မတယာတို့ကိုပါရယူထားတာပါကျွန်တော်အောင်သူပါခင်ဗျာ မြန်မာနိုင်ငံကနေထိုင်းဘက်ကိုကားနဲ့တရားမဝင်တင်သွင်းတယ်ဆောင်လာတဲ့ကျက်သွန်ဒီအိတ်တွေကိုစက်တင်ဘာလ26ရက်နေ့ညနေ9နာရီလောက်မှာထိုင်းစစ်တပ်ဂိတ်တစ်ခုကစစ်ဆေးဖမ်းဆီးခဲ့တယ်လို့ထိုင်းစစ်တပ်သတင်းရသိရပါတယ်ကျက်သွန်ဒီကီလို600အလေးချိန်ရှိတဲ့840ကို ကရင်ပြည်နယ်ဖအံခရိုင် လိုင်းဘွဲမျိုးကနေမြန်မာထိုင်းနယ်စပ်တောင်ရင်မြစ်ကိုဆက်လီနဲ့တဲလာပြီးထိုင်းနိုင်ငံဘက်မှာမြန်မာနိုင်ငံသားအားလီဆိုသူကနေတဆင့်ကားနဲ့တခရိုင်တာဆောင်ရဲမျိုးကိုပို့ဆောင်စင်မှာထိုင်းစစ်တပ်ကစစ်ဆေးဖမ်းဆီးခဲ့လို့သိရပါဗါတယ်။အဲ့ဒီကျက်တော်နေအိတ်တွေကိုမဲဆောက်မျိုးအခုံဦးစီးဌာနကိုလွှဲပြောင်းပေးရတော့မှာဖြစ်ပြီးဖမ်းဆီးထားတဲ့ရင်မောင်းအားလီနဲ့ကားကိုတော့ထိုင်းတရားဥပဒေအတိုင်းကိုအေးအေးယူဆောင်ရွက်ဖို့တာဆောင်ရဲမျိုးမရဲစခန်းကအမှုဖွင့်သွားမယ်လို့ထိုင်းစစ်တပ်တရင်ရသိရပါဗါတယ်ရှင်။ ဒီ VV ရုံမြင်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝါပါ